အမြဲတမ်းနံပါတ်1ဖြစ်ဖို့ကြိုးစားနေတဲ့စိတ်ကြီးရနယ်တို့ရဲ့စိတ်တက်တက်ကြွပွဲစကားလုံးများရိုင်းသားများအားလုံးပဲမိန်လာပါရွှေရိုအိုင်မတ်ခွန်ရှိကောင်းအွန်လိုင်းအကျင့်ကနေပြန်လည်ကြိုးလိုက်ပါရင် က်ရှိအချိန်အားလူငယ်တွေအတွက်စိတ်ထဲကျစရာအကောင်းဆုံးကာလဖြစ်ပါပါ။ကြိုးစားသမျှအရာမတင်ဘူး။အနာဂတ်ကကိုယ့်လက်ထဲမှာမရှိဘူး။နေ့စဉ်မသေးချာမှုတွေနဲ့ပူပန်နေရတယ်။ပျော်စရာကောင်းတဲ့အချိုးအကွေးတွေစီမရောက်တာကြပြီးဝယ်နေစရာတွေနဲ့ပဲထက်ခါတလဲလဲကြုံနေရတယ်။ဒါပေမဲ့လည်းဘွားဆိုတာရှုံးမပေးသူတို့အတွက်သာအောင်မြင်နိုင်စမြဲမို့စိတ်ထဲကျနေလဲအကောင်းဆုံးရှင်းဆက်ရတာမျိုးပါပဲ။ဘောလုံးလောကမှာခရစ်စတီယာရိုနယ်ဒိုဟာအမြဲတမ်းစိတ်ထဲတဲကျနေသူကြိုးစားနေသူဖြစ်နေမယ်ကြီးပါရင် အိမ်မက်နေနောက်ဤမန်ချက်ပန်းနိုင်နေနောက်လိုက်နေတဲ့လူငယ်တွေအတွက်ရနယ်ဒိုဟာအကောင်းဆုံးဆန်ပြပို့ကိုတူလဲဖြစ်ပါရင်လူငယ်တွေအတွက်တင်မကားပါဘူးလမ်းပြောင်းနေတဲ့ဘသူမဆိုစိတ်တက်ကြနေတဲ့ဘသူမဆိုရန်ဒိုရဲ့ဟန်ပန်တွေပြောစကားတွေကစိတ်ကိုတက်ကြစေပါရင်ဒီနေ့အပြင်ဆိုရမယ်ဆိုရင်ရနယ်ဒိုဟာ motivation speaker တူနဲ့တူပါရင်သူဟာသူ့ကိုယ်တိုင်ကိုကအမြဲတမ်းတက်ကြလမ်းဆန်းနေတယ်လို့သူပြောသမျှစကားလုံးတိုင်းကလည်းအကောင်းဆုံးဆိုတဲ့အကြောင်းနဲ့စိတ်တက်တက်ကြစရာကိစ္စတွေဖြစ်နေပါရင်သူကပြောလဲပြောသလိုပြောတဲ့အတိုင်းနဲ့လက်တွေ့ဖြစ်လာအောင်နေထိုင်သူတူဖြစ်ပါရင် တကယ်တော့ Redo ဆိုတာဟာလည်းထိခိုက်ကြေမွှားလွယ်တဲ့တမန်လူတူပါမိခင်ဖြစ်သူကကလေးတယောက်ကိုမွေးဖွားဖို့အဆင်မပြေတဲ့အထိဆင်းရဲလွန်းလာကြောင်း Redo ရဲ့ကိုဝင်ကို၃ချိန်တိတိဖျက်ချခဲ့ပါတယ်ငယ်စဉ်ဘဝမှာတည်းအရဲကြောင့်ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတယ်မိခင်ဖြစ်သူနဲ့အတူလမ်းမေးမှာမိုက်တီလှဲခဲ့ရတယ်လေကွင်းပြင်တွေမှာဘောလုံးသွားကစားခဲ့ရတယ်စားကြမရှိလို့အိမ်ကြီးချင်းတွေစီကနေပေါင်မုတ်တွေတောင်းစားခဲ့ရတယ် Christmas နေ့မှာ Santa Claus စီကနေလက်ဆောင်မရတဲ့ကလေးငယ်တွေ Redo ကလည်းတူအပါဝင်ဖြစ်ခဲ့ပါတယ်အရာအလုံးကိုအောက်ခြေကနေစတင်ရပါမယ်။အခုချိန်မှာတော့ရနယ်ဒိုရဲ့ကြွယ်ဝချမ်းသာမှုတွေဟာတိုင်းထွာလို့မရနိုင်အောင်ကြီးမားနေခဲ့ပါပြီ။ ူကိုယ်တိုင်သူ့မှာကာဗန်နက်စီပိုင်ဆိုင်လေးဆိုတာမသိတော့ပါဘူးဒီနေ့ခင်မှာအကြောင်းမျိုးကြောင့်လမ်းပြောင်းနေတဲ့သူတွေဝါသနာပါယာခီးလန်းကိုမလျှောက်လန်းနိုင်တော့တဲ့သူတွေတခုခုဆိုရင်လွယ်လွယ်နဲ့လမ်းလျှောက်လိုက်ကြတဲ့သူတွေအတွက် Ronaldo ရဲ့ Facebook အဖြစ်ဆုံးကွစ်တွေကိုထုတ်လုပ်ပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ရယ်ဒိုကပြောခဲ့ပါတယ်စူးစမ်းအထမှုမရှိရင်ပါရမီဆိုတာလက်ကားပဲနဲ့ ဒီစကားလုံးတွေဟာစစ်စစ်တွေးတဲ့အသေးပင်များစွာရှိနေဖြစ်တဲ့စကားလုံးတွေဖြစ်ပါရင်ဘလောက်ပဲပါရမီပါပါစေကိုပါရမီပါတဲ့ကိစ္စကိုတတ်တတ်တတ်အောင်တက်ချွမ်းလာအောင်မလေးလာကြဘူးမကြိုးစားဘူးဆိုရင်ကိုယ့်ရဲ့ပါရမီမှန်တယ်များဟာတဲတဲ့ရည်တော်ဖြစ်သွားမှာပါအောင်မြင်မှုပန်းတိုင်းစီကိုရောက်ဖို့အတွက်လမ်းမှာတွေးတဲ့ခလုတ်စူးသင်းတွေကိုအတားအဆီးလိုသဘောမထားပါနဲ့မင်းဟာမင်းဆိုင်နေရတဲ့အရာထက်ပိုပြီးတန်ပါပါရင်ကိုယ့်ကိုပြည့်ပြည့်စုံနေပြီလို့ဘယ်တော့မှမခံယူပါနဲ့အဲ့လိုခံယူလိုက်တဲ့နေ့ဟာကြာရှုံးတဲ့နေ့ပဲမင်းအိတ်နေမယ်ဆိုရင်မင်းအိမ်မက်တွေကဘယ်တော့မှအထားမြောက်မှာမဟုတ်ဘူးအိမ်မက်ဆိုတာမင်းကိုအိတ်ချင်စိတ်ပြောင်းအောင်လုပ်ပေးတဲ့အရာပဲ ဒီစကလုံးတွေကရန်ဒိုပြောခဲ့တာပါတင်းဟာကရာတီးတက်ချင်ရင်ကရာကျိုးပြတ်မှာကိုကြောင်းနေလို့မရတယ်လို့ပကြီးဆွဲတက်ချင်ရင်စုတ်တန်ကင်မှုပြင်းနေလို့မရပါဘူးအခက်အခဲတွေဆိုတော့ပန်းနိုင်ကိုရောက်ဖို့အတွက်တွန်းဖွင့်ရတဲ့တကယ်ရပါပဲမင်းဟာကိုယ့်ကိုကောင်းဆုံးဖြစ်လာလိမ့်မယ်လို့မယုံကြည်ထားရင်ဘယ်တော့မှကိုယ်စွမ်းနိုင်တဲ့အနေအထားအထိအောင်မြင်မှာမဟုတ်ဘူးတင်းတော့ဆိုရင်ကိုယ့်ကိုအကောင်းဆုံးတင်းတော့လို့တတ်မှတ်ရမယ်အကောင်းဆုံးတင်းတွေကိုရှာဖွေနိုင်ရမယ်ကိုလုံးနေတဲ့နယ်ပယ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်ချစ်ခင်သူတွေရဲ့မေတ္တာတရားကမင်းအတွက်ခွန်အားဖြစ်ပါစေမနာလိုသူတွေရဲ့အမုန်းတရားကမင်းကိုရက်တန့်လို့မရတဲ့သူဖြစ်ပါစေ ဆွဲရှိရမယ်စူးစမ်းရမယ်ယုံကြည်ချက်ပြင်ထန်ရမယ်ဒါဟာအောင်မြင်ခြင်းရဲ့တော့ချက်ပဲကျွန်တော်ဟာဘယ်တော့မှဂရီမပေးဘူးလက်တွေ့ပဲလုပ်ပြပါရင်တင်ကြားရေးမှာအရွယ်ကန့်သတ်ဆိုတာမရှိဘူးဘယ်ရွယ်ပဲရောက်ရောက်တင်ကြားလေးလာမှုကိုမရတန်းလိုက်ပါရင်ရက်ဒိုဟာလက်တွေ့ဆန်သူပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြသူသူရဲ့စကားလုံးတိုင်းဟာတက်ကျန်းဆန်ပါရင်သူရဲ့ကစားမဘွားအောင်မြင်မှုမှာတပုံကပါရမီကြောင်းဆိုရင်ကျန်းနှစ်ပုံကစူးစမ်းအထောက်မှုကြောင့်ဖြစ်ပါရင်အနာယူခြင်းကအကောင်းဆုံးလေးကျင့်ခဲ့မယ်ဘာပဲလို့လို့အနာယူဖို့ရလဲဘယ်တော့မှမမေ့ပါနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာအနာယူခြင်းဆိုတဲ့ဆုလက်နဲ့ထိုက်တန်ပါရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အလှဆင်သလိုစိတ်ကိုလည်းအလှဆင်ပါကျန်းခံရုံလို့ပါအောင်မြင်မှုပိုင်းတိုင်းစီကိုရစိတ်ရောကိုယ်ပါကျန်းမာဖို့လိုပါတယ်ချန်ပီယံလိင်၅ချိန်ချန်ပီယံဗော်လန်တီယာ၅ဆုရှင်ကမ္ဘာလေးဆင်သွင်းကိုအများဆုံးကစားသမားတွေတို့ဟာလက်ရှိမှာတော့ sorry arabia club ns အသင်းတွေကစားပေးနေပါတယ်ဘယ်လိုရရှိခဲ့တဲ့အောင်မြင်မှုတွေဟာတကယ်တော့စိတ်နဲ့ပြင်းပြမှုနဲ့အယယူခဲ့တာပါသူခန္ဓာကိုယ်ဟာသူစိတ်တိုင်းကြလုံနိုင်ဖို့အတွက်ဘေးဆက်နေကူညီနေတဲ့ကိရိယာတွေတတ်တတ်တာဖြစ်ပါတယ် ဘရန်ဒိုဟာလူမုန်းများတဲ့ကစားသမားပါသူကမောက်မာတယ်ဝင်ကြွားတယ်လို့ထင်ကောင်းထင်ကြပါလိမ့်မယ်ဒါပေမဲ့သူဟာစင်ရန်နမ်းမသူတွေအတွက်အမြဲအကူအညီပေးလေးရှိသူဟာပုံမှန်သွေးလူနေမှုရပ်တန့်သွားမှာဆိုလို့တက်တူးလုံးဝမထိုးသူသာသမီများအတွက်ဖခင်ကောင်းတူမိခင်ဂျေဆုဆက်တဲ့တဲ့တူတူဒီတစ်ပုတ်ဟာလမ်းပြောင်းနေတဲ့လူငယ်တွေစိတ်တဲကြနေတဲ့သူတွေအတွက်အုတ်တချက်အသေးတဝင်းအဖြစ်ရေးသားလိုက်ရပါတယ်ဘယ်လိုပြောခဲ့တဲ့စကားလုံးနဲ့အဆုံးသက်ရရင်ကိုယ့်ကိုကြာရှုံးစေခြင်းသူတွေကိုဂိမ်းမဆိုင်ပဲနေတတ်အောင်နေကြပါလို့ဆိုတာပါပဲဟုတ်ကဲ့ပါမြန်ဗျူလင်းကားဒီလောက်ပါပဲ နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ